န့်ခံရေးပါတီမှာအကြီးအကဲဖြစ်ပါဝင်တဲ့ဘူးတဲ့လှဆွေကဘာပြောတယ်လဲဆိုတော့မင်းတို့မှတ်ထားတယ်ရွေးကောက်ပွဲပြီးလို့ရှိရင်ငါတို့ကအမုန်းချိန်ပါတယ် PNU ကိုလည်းအမုန်းချိန်ပါတယ် AA ကိုလည်းအမုန်းချိန်ပါတယ် TNL ကိုလည်းအမုန်းချိန်ပါတယ်ကျန်တဲ့ကောင်တွေတော့အပလာတွေပဲတဲ့ဘာမှထက်မတက်ဘူးလေသူကအဲ့ဒါလိုပြောခဲ့တယ်ဆိုတော့ဒါရွက်ကောက်ပွဲပြီးပြီဆိုတာနဲ့သူ့ထက်တန်ယူတွေပို့ပြီးတော့ဖြစ်ဒီရွက်ကောက်ပွဲတိုက်တာပြောအထူးကြောင့်ပြောပြောဘာတိုက်တာပြောနိုင်သွားပြီဟစ်ဆိုတော့ပေါ့လွတ်တော်ကိုယ်စင်လေလို့ခံကြားတင်တာ ဟုတ်ပြီနော် NUG ဆိုတဲ့အစိုးရအဖွဲ့ဝင်များတော့ပေါ်လာပြီဆိုတဲ့ကျွန်မတမအောင်ကိုထောက်ခံမှာပြီရုရှားဖက်ဒရေးရှင်းဘီလာရုစ်ရှာဟဲပူပေါင်းဆောင်ရည်ကြီးအဖွဲ့မှာတက်လာတဲ့20ကျော်အထောက်ခံမှာဒီအိန္ဒိယမှာပါတယ်အဲ့မှာ US ကအခုချိန်မှာထရန်နာအကျိုးစီးပွားဘူးချိဝိုင်းတမချမ်းမောင်းောင်းလာမလုပ်နဲ့လုတ်ခွေရေးတွေဟုတ်ပြီနော်ပြပုတ်စီရေးတွေတရားညတာမှုလာမလုပ်သူအကျိုးစီးပွားမြေချတတ်ပြီလို့အခုတော့မှဆန်ရှင်လုတ်ထားတဲ့ခရိုမီ၄ယောက်ကိုဆန်ရှင်ရနေလုတ်သိမိတယ်အခု lobby company ကတခုထဲမှာပို့ဘူးနော်ဒီစီအိုင်တခုထဲမှာပို့ဘူးနော်နောက်ထပ် company တခု မြန်မာနိုင်ငံတိုင်းဝင်းကြီးကိုနိုင်ကသူ့တန်ယုံတွေကိုဘာပြစ်ဒဏ်ပေးရတဲ့ဆိုရင်ဒီမှာအတိုင်းပြည်တွေရဲ့ရုပ်ောက်ပွဲတော့မင်းတို့ဝင်အောင်ဆောက်ခံတယ်စစ်အနိုင်မတိုက်နိုင် NUD MOD ကအခုတိုင်းဆက်သွားနေမယ်ဆိုရင်ကျွန်တော်တို့တွန်လိုင်းကြီးကတာရှောနိုင်တဲ့အနေအထားမျိုးရှိတယ်တောင်းရကြပါဗျာဘူလောကနိုင်ငံတိုင်းနော်ဒါဆိုတော့အဲ့ဒီမှာသွားပြီးတော့ပြည်ပြောင်းလဲရေးညီလာခံလုပ်တယ်ပေါ့အဲ့မှာကုန်ကြစိတ်ကကျွန်တော်တို့ဒါဒီတော်လိုင်းရဲပေါ့ဗျာခြေထဲမှာစစ်ပြတ်တက်နေတာစစ်ချောင်းဒါဒီဒုက္ခလေးကိုငွေလို့မရဘူး ဆိုတော့အဲ့ဒီအစည်းအဝေးတာတုံ့ပြန်တာပြီးသွားတယ်နော်အခုချိန်ပြီးပါဆိုပါမှပြတတ်မှုမရှိသေးဘူးနောက်ဆုံး latest ကဒါဒါစက္ကမစဉ်းစားမယ်သူကအဲ့အဲ့အပြုတ်ဆုံးဆွေးနွေးမယ်ဆိုတော့အဲ့ဒါစဉ်းစားကြည့်လေဟောရှင်းစကားနောက်စကားမညီတဲ့အခါကျဒီလူတွေကလည်းနော်စက္ကမပဲယုံကြည်ရတဲ့အထက်မှာမပါဘူးဒါကြောင့်ကျွန်တော်တို့မေဦးတော်လိုင်းကြီးတတ်မှုဖြစ်တယ်အညာတပေါင်းစုညီမြတပေါင်းစု MPDF တွေအားလုံးကစုစုစည်းစည်းညီညီညွတ်နေတယ်ကို့အခုညီပေးနေတယ်အေးပေါ့ဗျာအခုစရင်အေးရတကယ်ပါနော်ရက်ခိုင်ပကူးဆက်ရက်ခိုင်အေးရဝင်းဆက်ရက်ခိုင်ပကူးဆက်တောက်လျှောက်ထုတ်ပတ်တာနေပြီးတော့ ကူညီတွေပေးနေတယ်အဲ့ဒီအကူအညီတွေရှူပြီးတော့ကျွန်တော်တို့အညာတပ်ပေါင်းတွေရေပြတ်တပ်ပေါင်းတွေညာတို့ကျွန်တော်တို့စုဖွဲ့နိုင်မှုယူတယ်။ဘာကြောင့်လဲဆိုတော့အညာများထိခိုက်သွားခဲ့ချီပေါ်ကိုင်းနေဝင်ကခေပညာတက်ပေမဲ့ဘာသာရေးအသေးအားနဲ့သိတဲ့ဆိုရင် ထုတ်မပြောပါနဲ့ဘာသာရေးလူမျိုးရေးတိတ်ကိုအကဲဆက်တဲ့အတွက်ခေပညာရေးဘလောက်တက်တဲ့ဘာသာရေးဘူးတူတာအားနိုင်တဲ့ဆိုရင်ခဏလိုင်းပေါ်မှာတက်ပြီးတော့အခုလိုမျိုးထိရွယ်ရှာလဲတဲ့စကလုံးတွေကိုဆင်ခြင်သက်ပါတယ် ိုတည်ပြီးပါပေါ့နော်အရွှေတောင်ကဒါကရင်တရားဆေးရုံကိုပို့ဆောင်နေရတဲ့အဖြစ်တွေဖြစ်နေတယ်ပေါ့နော်အဲ့ဒါကဘာလဲဆိုတော့ဒါခုနကကိုသားချူပစ်လိုက်တဲ့ဖူလီမမဘုံဒီကပေါ့နော်ဒေးဆံမမဘုံဒီကကားထဲကိုတက်တက်ဝင်သွားတာဒီကောင်လေးထိခိုက်သေးဆုံးနဲသွားတာမဲ6ယောက်ကနဲတာလေ6ယောက်73ယောက်79ယောက်တောင်ကထိခိုက်တန်ရရပြီးတော့သေဆုံးနေများသွားတဲ့ဟာကိုသူနဲသွားတယ်လို့သိရအဲ့တော့ဘလောက်တောင်ကမြုံမန်းထားလဲဆိုတော့မပြော ကိုလိုမျိုးတွေအလုံးပဲသဘောပေးနေမိပြီးတဲ့မှာအများဆုံးကင်းဝေးကြပါစေလို့ဆုတောင်းပေးနေပဲကျွန်တော်ရဲ့ကိုကြီးရူပိုလူရှင်မျိုး channel လေးကပြန်နေကြိုးစားလိုက်ပါတယ်ဒီရိုရိုရှင်မျိုးတော့ပိတ်ကမှာတော့ယနေ့အော်တိုဘာလာ3မိနစ်တောက်ကြနေရဲ့ညပိုင်းထီနောက်ဆုံးရရှိတဲ့ချိုးကိုအချင်းချုပ်ဖော်ပြပေးသွားဖြစ်တဲ့လူမျိုးတွေအလုံးပဲသုံးရရှိဖို့ဒီနေ့မှာထပ်မံတောင်းဆိုလိုက်ပါတယ်အနောက်ဆုံးသတင်းပုံဒီနေ့ကတော့အဖွဲ့ချင်းတစုချင်းတရေသာချင်းတော်လန်တိုက်ခိုက်ရမယ်ချိန်မဟုတ်တော့ပဲအားလုံးစုစည်းညီညွတ်စွာဖြင့်စုပေါင်းတက်ညီလက်ညီတော်လန်ရေးတိုင်းရင်းသားတက်ခေါင်းဆောင်များယုံကြည်လက်ခံထားကြကြောင်းမျိုးသားညီအစ်ကိုရဲ့ NGO ပြည်ထောင်စုဝန်ကြီး ဒေါက်တာဇော်ဝူဆိုးကတော့ပြောဆိုလိုက်ဖြစ်ပါတယ်။ဒါဟာမြေဥတော်လိုင်းရာ2021ခုနှစ်ကာလအချိန်နဲ့မတူညီပဲတိုးတက်ပြောင်းလဲမှုများစွာရှိနေကြောင်းနဲ့တော်လိုင်းရီမှာလွတ်မြောက်ဒေသများကိုခြေခံပြီးတော်လိုင်းရီနောက်ဆင့်တက်ရန်ပြင်ဆင်လျက်ရှိကြောင်းတော်လိုင်းရီကိုပြည်ပြင်ပြောင်းလဲမှုအစီအမံကြီးရမှာလဲတိုင်းသားတော်လိုင်းတစ်ဖွဲ့များရဲ့စူးစီးညီညွတ်မှုကအရေးကြီးကြောင်း၎င်းကဆိုထားပါတယ်။တိုင်းသားများအားလုံးပါဝင်သောဖွဲ့စည်းမှုနဲ့စူးစီးတိစောက်မှုများတက်လက်သွားနိုင်နိုင်ရေးနဲ့ဆွေးနွေးတိုင်မှုများရှိနေပြီးသဘောထားတူညီများလည်းရှိနေကြောင်းနဲ့အားလုံးကြိုးစားနေကြကြောင်းတိုင်းသားတော်လိုင်းကောင်းတော်များ ဘိုးချုပ်မြန်းနေပြည့်စုံပြီးတော်လိုင်းအောင်မြင်စွာတိုက်နိုင်ရေးဆွေးနွေးနေကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အချမ်းပတ်စစ်တကထုတ်တဲ့ electronic map base တွေကိုမဲခိုးမဲလိနေနေဆိုပြီးပြောဆိုပါကချက်ချင်းဖန်စီချက်ချင်းထောင်ချချက်ချင်းအပြပြမယ်ဆိုပြီးတော့စစ်တကညွန်ကြားချက်ထုတ်ပြန်လိုက်ပြီးဖြစ်ပါတယ်။ဒါဟာတော့ညို့နယ်ရွေးကောက်ပွဲကော်မရှင်မိသိကော်မရှင်မှမဆိုအခုလိုမျိုးကြားသိပါကချက်ချင်းအရေးယူနေကြောင်းလည်းသာထုတ်ပြန်နေကြောင်းလည်းသိရှိရပါတယ်။နောက်ထပ်သတင်းပုံအနေနဲ့ကတော့အခွေးတိုင်းတရက်မင်းနယ်လိုင်းမှာရှိတဲ့အချမ်းပတ်စစ်တဲ့စစ်ကြောင်းကို တော်လိုင်းပုံတရီဟာဂျားပြက်တက်ကချမုန်းခဲ့မှာတော့စစ်တပ်ကခြောက်ဦးတည်ဆုံးပြီးအဲ့ဒီစစ်သားလောင်းတွေရဲ့ဟန်ရစစ်သားတွေကိုတော့ကားပေါ်ဆွတ်တင်ပြီးစစ်ကြောင်းတော့ပြန်ပြေးသွားတယ်လို့လဲဗမာပြည်ကောက်ွယ်ရေးတဲ့ရဲ့တာဝန်ခံအချို့ကနေပြီးတော့ထုတ်ဖော်ပြကြတာတွေ့ရှိရပါတယ်။နောက်တစ်သတင်းမှုအနေနဲ့ကတော့မြင်းညာမြို့နယ်ညောင်မင်းရွာကိုတီတာယူမှုပြစောတီအဖွဲ့ကဝင်ရောက်မိရှုနေပြီးတိုက်ပွဲတွေပြင်းထန်နေပြီးပြည်သူတွေရဲ့ထောင်ချီထပြေးနေကြောင်သိရှိရပါတယ်။ဒါဟာ ။သတင်းဘာလ28ကစတင်ပြီးတော့မြင်းညံမျိုးနဲ့ညောင်မွန်ရွာကိုမြင်းညံမျိုးနဲ့ပြူစောတိကောင်းဆောင်ပြည်သာ့ဥမှုဥဆောင်တဲ့အင်အား400ခန့်ပါတဲ့စစ်ကြောင်းဟာဝင်ရောက်မိရှုနေရဖြစ်ပါတယ်။တမ်ဘတ်စစ်တဲလောက်ခန့်ပြူစောတိများမိရှုနေတဲ့ညောင်မွန်ရွာဟာမြင်းညံမျိုးဒီမှာတရှိပြီးယနေ့အထိ၄ချိန်မြောက်မိရှုခံရခြင်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။တဲ့ရင်လေးတင်ဆက်ရပါမယ်။လူပညာတဲ့ရင်တော့မဟုတ်ပါအောင်ရှင်။သူရေးထားတဲ့ထဲက6800ဆားဆိုတဲ့စကားလုံးလေးကိုကျွန်မအထိပယ်ဖွင့်ဆိုပြီးတော့ရှင်းပြချင်တာပါ။ဖူးဖွေရဆိုရင်လေသုံးချောင်းထောင်နေလူပညာရှင်ထဲမှာပါဝင်ခဲ့ပါတယ်။ CDN နှုတ်ဆော်တဲ့ ီဒီယန်လူလာစာပေးမယ်။စီဒီယန်လောက်ကြပါဆိုတဲ့ကိစ္စတွေလုံဆောင်တယ်။အဲ့ဒါပြီးတော့ပြည်သူတွေကိုမျက်နှာလွှဲခဲပြစ်နေခဲ့တဲ့လူပြန်ရှင်တယောက်ဖြစ်ပါတယ်။အခုဆိုရင်ရုပ်ရှင်တွေပြရိုက်နေပြီပေါ့နော်။ရုပ်ရှင်ပြရိုက်တာကိုထုံးစံတိုင်းပေါ့ရှင်။လူပြန်ရှင်တွေကအရင်ကလီကြီးလီကျဲတိုက်ခဲ့ကြတာလေ။အချို့တွေဆိုရင်ရုပ်ရှင်အစည်းအဝေးကနေတော့ထွက်ခဲ့ကြတာ။အခုကျတော့မှရုပ်ရှင်တွေပြန်ရိုက်ထွေးပြီးသားတို့တွေပြန်မျိုးပြောခဲ့တဲ့စကားတွေပြန်ယုံသိမ်းဆိုတဲ့အခါကျတော့ပြည်သူတွေကအမျက်တော်ရှာတာပေါ့ရှင်။ဒါကြောင့်တို့တွေရုပ်ရှင်ရိုက်လို့ရှင်။နင်တို့တွေစီဒီယန်အပိတ်ခဲ့ပြီးတော့နင်တို့ကြောင့်ပြည်သူတွေတစ်ခါရောက်နေတယ်။ င်းတို့တွေကစီပြန်နေလာစာမပေးဘူးလားဆိုရင်တေယောစာနေသူတို့အမြဲတမ်းသွားပြီးတော့ခွန့်မှန်နေသွားရေးကြတယ်။အဲ့ဒီတောင်ပွေးပွေးတယ်မကအိမ်နွားကျော်စင်တို့ပြည်တီဦးတို့တတ်မုံမြင့်တို့အကုန်လုံးခံစားရတဲ့ကိစ္စတွေ။อืมจ้า6800ซ่าเนี่ยไอ้ลูกกูชิ้นเปียเนี่ยဖြစ်ပါတယ်6800ซ่าဆိုဘာလဲတော့ तू ပြောနေရဖြစ်ပါတယ်ဒါသူတို့လောက်ခဲ့တဲ့ကိစ္စပဲလीသူတို့ပြောတော့အဆုံးနှိတိုက်မယ်ဆိုအခုတော်လိုင်းဆိုရင်အရာပြီးမှပြီးသေးတာအဲ့ဒီတော်လိုင်းရကလည်းတစ်တလုံးပြီးမှမဟုတ်ဘူးဘာကြောင့်လဲဆိုတော့အဲ့ဒီတော်လိုင်းကိုလုတ်တယ်ဆိုရဲ့သူတွေကဘယ်တော့မှအရှုံးကိုဝင်မခံမဲနဲ့ဆက်ပြီးတော့သူတို့ကအသက်ရှိနေသူတွေလုတ်စားနေအောင်မှာပဲဖြစ်တဲ့တော့တော်လိုင်းရတစ်တလုံးမပြီးဘူး ဒီစကားကိုမှတ်ထားပါတော်လိုင်းကြီးပြီးတဲ့နေ့ကတော့နင်းခုလိုမျိုးသပိန်တော်မှထားနိုင်တဲ့ပေါ်ရောက်သွားပါတော်တော်လိုင်းကိုအဆုံးထိတိုက်ချင်တယ်ဆိုရင်တို့အနေနဲ့ကအမှုပညာပြန်လုပ်လို့မရသေးဘူးနောက်ထပ်10နှစ်နဲ့20လောက်စောင့်ကြည့်တဲ့နဲ့စောင့်ပြီးတော့မှအဲ့ချိန်လောက်မှပဲပြင်ပြီးမှာပေါ့နော်အန်ဂျီတူရလူတွေနောက်ဘဝကကူးသွားတဲ့ချိန်ကျတော့မှတော်လိုင်းကြီးကပြင်ချင်ပြီးမှာဒါမှမှမျိုးစက်နောက်ခုထားရထားခဲ့အောင်မှဆိုတော့လေတော်လိုင်းကြီးကတသက်လုံးမပြီးဘူးမနိုင်တော့တာပဲရှိမှာတတလုံးမပြီးဘူးဆိုတော့လေတောင်းလိုင်းမပြီးခင်မှာရုပ်ရှင်ပြရိုက်တာကအမှားပေါ့ဟုတ်တယ်မလားဒါတောင်းလိုင်းကိုသစ္စာဖောက်တာပဲဆိုတော့ပြည်သူတွေကသူတို့ပြောတဲ့အခါမှာပုဖွေရရှိထားရပေါ့နော် သူ့ကိုလည်းအကောင့်အထု6800ဇားတွေငှားပြီးတော့တိုက်ခိုက်နေကြတာနားပါတော့ဆိုပြီးရှင်းထားပါတယ်ဒီစကားလုံးကတော်တော်ကိုပြဿနာကြီးပါတယ်ရှင့်อืมတင်းနေတာပေါ့ပေါက်ကွဲတာပေါ့ဘောမာတွေကတော့ခုပြည်သူတွေကဒီစကားလုံးကြောက်ပေါ့နော်ဒီစကလုံးရေးပြီးတော့ तू อ่ะပြောရမယ်ဆိုတော့သူ့ရဲ့ post ကို तू อ่ะ edit လုပ်ပြီးတော့ပြောင်းလိုက်သေးရယ် तू อ่ะလေ6800ဇာတ်ဆိုရဲဟောက်ဖြုတ်လိုက်တယ်ပေါ့နော်ဒါပေမဲ့ Facebook ရဲ့သဘောတရားက तू อ่ะ post တွေကို edit လုပ်ထားတာကို history ပြန်ကြည့်လို့ရတယ်ဒါကို screenshot ရှူထားပြီးတော့ပြည်သူတွေကသူ့ပြန်ပြီးတော့အခုမေးခွန်းထုတ်နေကြတဲ့အခါကျတော့ तू လည်းနည်းနည်းတော့တိုင်လဲနေတာပေါ့နော်ဒီတော့6800ဇာတ်ဆိုရဲဇာတ်လမ်းလေးကိုမှပြောပြမယ် ကျွန်တော်ပြောသလိုပဲပြည်သူတွေကဆိုရင်အခုမျက်စိရည်နားတွေပွင့်လာပြီ PDF တွေရဲ့နှိပ်စက်မှုတွေမြန်မာနိုင်ငံမှာဖြစ်နေဒုက္ခတရားတွေကိုမြင်လာတဲ့ခါကျတော့ပြည်သူတွေရဲ့မျက်စိနားတွေပွင့်နေလို့ဘုံမတွေကပွင့်မဲ့6000ကျော်ကိုစားနေတော့ဒေါ်လာရေးဆိုတာလည်းယုံကြည်မရှိတော့ဘူးလို့လည်းမလို့ကျွန်တော်ဒေါ်လာရေးဒေါ်လာရေးဆိုပြီးကိုးစားနေတဲ့သူတွေလည်းသူတို့မြင်နေပြီအမှုပညာရှင်တွေရဲ့ပြည်သူတွေပေါ်မြင်လို့လည်းခဲပြစ်မှုတွေကိုလည်းသူတို့သိလာပြီဆိုတဲ့ခါကျတော့အမှုပညာရှင်တွေ post တွေအောက်မှာဆိုသွားရေးတယ်ဒေါ်လာရေးဆိုပြီးလုပ်နေသူတွေအောက်မှာဆိုရင်နင်တို့တွေက တော်လှန်ငွေတွေခိုးနေကြတာအောက်မှာ PDF တွေတိတ်နေကြတာကြည်ပါအောင်ငါတို့မြန်မာနိုင်ငံလူငယ်တွေဘဝတွေပြတ်နေကြတာကြည်ပါအောင်ဆိုပြီးသွားရှိတဲ့အခါကျတော့ဟုတ်7800သားရဲ့လူရည်တွေပြောနေတာပါပန်ဆယ်လို့ဆိုရမျိုးသမီးကဇလန်းတစ်ခုတီထွင်လိုက်တယ်ပြန်ကြားရေးထုတ်ထားတဲ့စာတစ်ခုရှိရပေါ့နော်အဲ့ဒီစာကဘာလဲဆိုရင်ဝန်ထမ်းတွေအနေနဲ့ပေါ့နော်သတင်းမှန်တွေကို online media ထက်မှာများများပြန့်နှံ့အောင်လို့ဖြန့်ကြရမယ်ဆိုတဲ့စာမျိုးထုတ်ထားတာရှိတယ်အဲ့ဒါကလည်းလှုပ်ဝက်ပါဒါပေမဲ့အပြင်ပေါက်ကြားလာခဲ့ရတဲ့ပေါ့ ပဲလို့ပေါ်နေပြင်ပေါ်ကြတို့လည်းပေါက်ကွဲနေတယ်ဖြစ်ပါတယ်တကယ်တော့ဒီစားထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူးပြင်ကြားရေးဆိုတာကပြည်သူတွေကိုသတင်းမှန်တွေပြောဖို့ပဲလေမီဒီယာတွေထိတ်ချုပ်ရတာပဲလေအဲ့တော့သတင်းမှန်တွေကိုစီစဉ်ရတဲ့ဌာနကသတင်းမှန်တွေပြည်သူကြားထဲမှာရအောင်လုပ်ကြပါဆိုပြီးညွှန်ကြားတဲ့စာကတကယ်တော့လှုပ်ဝက်တော့ဖြစ်နေကြမလို့လူတွေသိလေပိုကောင်းလေဆိုတဲ့ကိစ္စမျိုးလေဟွန်းလှုပ်ဝက်ဖြစ်တာပေါ့ကျွန်တော်အဖကကြောက်ကြောက်ပြီးဘာကိစ္စဖြစ်ဖြစ်လှုပ်ဝက်ပဲထူနေရယူအဲ့တော့လှုပ်ဝက်ပါဆိုပြီးတို့ကလည်းထောက်လာတယ်ပြီးတော့ဒီဟာကိုဇလန်းဆင်ပြီးတော့6800ဇာဆိုတဲ့ဇလန်းကိုတို့ကတီထွင်လိုက်တာမင်း မသိလို့ရှင်တို့အောက်မှာလာပြီးတို့ရဲ့တော်လိုင်းရေ negative ဘက်ကနေရေးတဲ့သူတွေတို့ကိုရှုံချနေတဲ့သူတွေအားလုံးဟာပြန်ချားရေးခန့်ထားတဲ့6800စားတဲ့သူတွေအစင်တန်းနေကြတဲ့သူတွေဖြစ်နေတို့ကဇလန်းဆင်လိုက်တာကိုကိုတော့သိတာပဲစင်းနေကြမှာဆန္ဒပြနေတဲ့အတွက်ရခိုင်တိုင်းရင်းသားတွေအထိကိတ်တံရရအိမ်နေမိရှုခံရဆိုင်နေမိရှုခံရတဲ့အကွက်လာပလီခွင့်လိုက်တဲ့နောက်ဆက်တဲ့အကျိုးဆက်အထုံးမြတ်နိုင်ကတကွက်ပြလိုက်ပြီးဆိုတဲ့ဘုံကျွန်းအမျိုးယုတ်တိတ်ခင်ဗျားတို့ဖြေခဲ့ နောက်တစ်ခုကနေပြီးတော့မှဘလီဆောက်ခွင့်ပေးရဲဆိုတဲ့ကိစ္စနဲ့ပတ်သက်လို့အများသူငါကြောင်းမှာသဘောထားကွဲလည်နေကြတယ်။ဒီချိန်မှာပြောရဲဆိုရဲတဲ့လူတွေပြောဖို့ဆိုဖို့တာဝန်ရှိတဲ့လူတွေကပြောတင်ပြောထိုက်တဲ့ဇကားတီကိုပြောတင်ပြောထိုက်တဲ့အချိန်မှာထွက်မပြောဘဲနှာစည်းနေတဲ့ရုံငယ်တွေဖြစ်နေကြရတဲ့ဆိုရင်ဒီလူတွေကတိုင်းပြည်နယ်လူမျိုးကိုအမှန်တကယ်ချစ်ရလားဆိုတာကျွန်တော်တို့စဉ်းစားဖို့လိုပါတယ်။ဟုတ်ပြီ။လက်ရှိနေပြီးတော့ဟိုမှာဘလီဆောက်ခွင့်ပေးကိစ္စနဲ့ပတ်သက်ပြီးတော့ကိုယ်အင်းနေဝင်ပြောတယ်။ရောက်တော့မှလည်းတွေ့ရတယ်။ ။ဘာသာမတူအယူအဆလည်းမူမပွားဘဲနဲ့အတူရှင်တွဲနေထိုင်ကြမယ်ဆိုပြီးတော့ခွဲဒီပုံအခြေခံဥပဒေပါအကြောင်းအရာမျိုးပြောသွားတယ်။အဲ့ဒီလိုဘာသာမတူအယူအဆလည်းမူမပွားဘဲနဲ့အတူရှင်တွဲနေထိုင်မယ်ဆိုပြီးနေခဲ့လို့လက်ရှိ UK မှာဘာတွေဖြစ်နေလဲ။လက်ရှိ UK မှာဘယ်လိုဆန္ဒပြနေလဲ။လက်ရှိ UK မှာဝင်ကြီးချုပ်ကိုယ်တိုင်ဘယ်လိုမောင်းထုတ်ခံရသလဲ။ကဘာပက်နေတဲ့ကိုကြီးနေဝင်ကပူတည်ပါလိမ့်မယ်။ဟွန်းကဲအဲ့လိုကြရတော့မင်းဝက်ခေါင်းပဲရှိတယ်ဒူခေါင်းမရှိပဲနဲ့အုံတော့မရှိဘူးလို့မင်းပြောတာမပူတူကကဲမပူတူမင်းပြန်ကြိတ်ဖို့တို့ပြီးလေလို့ဖွင့်ပြပြီးနိုင်ငံကြီး UK လိုနိုင်ငံကြီးတောင်မှာအဲ့ဒီလိုမျိုးပြိပက္ခကိုကြုံရရင်ကျွန်တော်တို့နိုင်ငံငယ်လေးမှာဘယ်လောက်ထိအန်တီအကြီးလဲကိုယ်ရေးနေဝေးပညာတက်တာစဉ်းစားနိုင်ပါလိမ့်မယ်။ကျွန်တော်တို့ကတက်မလို့တည်မျိုးသားရေးကိုဘတော်မှတစ္ဆာမဖောက်လို့ကျွန်တော်တို့ရှုံးကြည့်တယ်။ဒါကြောင့်မလို့တက်မလို့ကောင်းဆောင်ဥနေဝင်းရဲ့မြင်းဖြစ်တဲ့အင်းနေဝင်းဒီလေးပဲအမျိုးသားရေးကိုဘတော်မှတစ္ဆာမဖောက်ဖို့မျှော်လင့်ပါတယ်။နောက်တစ်ခုကိုယ်ရေးနေဝင်းပြောတော့တည် ဖျားရှင်လက်ထက်တုန်းကလည်းဘာသာစကားတွေရှိရမယ်တဲ့ဒါပေမဲ့ဖျားရှင်ကတဲ့တခြားဘာသာတွေကိုတိုက်ခတ်ရမယ်လို့မပြောခဲ့ဘူးတဲ့တခြားဘာသာတွေကိုဒုက္ခပေးရမယ်လို့မပြောခဲ့ဘူးတဲ့ပြုနေပြလိုက်ပါမေဆုလက်ထက်မှာတော့ဒီလိုနင်တို့မေဆုကိုပြောမှလားဆိုပြီးတော့ဟင်းလမ်းမောင်ပြောတယ်ပြန်နင်ပြောရလားဟုတ်ပါတယ်တခြားဘာသာကိုဒုက္ခပေးရမယ်လို့တိုက်ခတ်ရမယ်လို့ဖျားရှင်ကမဟောခဲ့ပါဘူးဒါပေမဲ့ကိုယ့်ဘာသာကိုကာကွယ်ရမယ်လို့ဖျားရှင်ဟောခဲ့ပါတယ်ဖျားရှင်ကိုယ်တိုင်က ကိုဘာသာကိုကာကွယ်ဖို့ကြိုးစားခဲ့ပါတယ်။ကိုရင်းနေဝင်ကခေပညာတက်ပေမဲ့ဘာသာရေးအသည့်အားနည်းသေးတယ်ဆိုရင်အထုတ်မပြောပါနဲ့။ဘာသာရေးလူမျိုးရေးတိတ်ကိုအကဲဆက်တဲ့အတွက်ခေပညာရေးဘလောက်တက်တဲ့ဘာသာရေးဘူးတူတာအားနိုင်တယ်ဆိုရင်ခဏလိုင်းပေါက်မှာတက်ပြီးတော့အခုလိုမျိုးထိလွယ်ရှာလေတဲ့စကားလုံးတွေကိုဆင်ခြင်တတ်ပါတယ်။ဒါရနော်အေးဒီဝင်မင်းလိုင်းပေါက်တက်ပြီးဖင်ရင်မြင်ရနေတယ်မင်းပေါ့မင်းရွှေရင်စီနဲ့သွားရနေတယ်။ ီတိုက်ဝဲဖြစ်စဉ်တစ်ခုလည်းပါတယ်ပေါ့နော်အာစုံစုံစားစားလှုပ်ရတဲ့ဟာတွေရောဒါအနှောက်ယှက်တွေကြားတဲ့ကဘလို့အောင်မြင်မှုရအောင်လှုပ်ခဲ့ရတယ်ဆိုတာတွေရောတက်ဖွဲ့တွေဒါကောင်းဆုံးပေါ့နော်လှုပ်ချင်သလိုလှုပ်ခွင့်ရခဲ့မယ်ဆိုရင်စစ်ကောင်စီဘယ်လောက်တောင်ထိနာမလဲဆိုတဲ့အကြောင်းတွေလည်းကျွန်တော်တွေ့ခဲ့ရရရှိတယ်နောက်တစ်ခုကတော့အာခတ်တက်တော်ရဲ့အမြဲတမ်းတပန်းပန်နေစေဆိုတဲ့အကြောင်းအရာတွေပေါ့နော်အခုဆိုရင်ကဘာသာ6နာထီကိုရောက်နေပြီပေါ့နော်အဲအဲ့လိုနာထီရောက်ပြီးတော့ဒါတချို့ကာကင်းစကန်တွေကိုထိုးစစ်ဆင်ပြီးတော့ပြင်းပြင်းထန်ထန်တိုက်ခိုက်နေတယ်ဆိုတဲ့အကြောင်းနေလဲပါတယ်နောက်တစ်ခုကတော့အကြောင်းမဲ ဒါနောက်ချိုးပေါ့နော်အဲဒီလိုနေရာတွေကနေပြီးတော့ဆုတ်ခွာပေးလိုက်ရတဲ့အပေါ်မှာဒါသင်ကန်းစာတွေယူပြီးတော့ရှစ်ဆက်သွားမယ်ဆိုတဲ့အကြောင်းအနေနဲ့ဒါ DNA လေးကပြောဆိုထားတယ်အဲအဲ့အရာနေပတ်သက်လို့ကျွန်တော်ပြောကြမယ်ပေါ့နော်ပထမဆုံးဒီရှမ်းမြောက်ဒါရှမ်းပြည်မြောက်ပိုင်းကဒါကြောင်မဲကနေ လူအင်အားလက်နက်အင်အားဒါမမျှတာတော့ဘောနော်ဒါဆက်လက်ပြီးတော့ခုခံနိုင်ဖို့ခက်ခဲတာကြောင့်မလို့ခစ်တပ်ဆုတ်ပေးလိုက်ရတယ်ဆိုပြီးတော့တောင်းတက်မလို့ DNL ကဒါပြောဆိုထားတယ်ဘောနော်အဲ့တော့ကြောင်မဲနဲ့ဒါနောင်ချုံမျိုးကနေဆုတ်ခွာပေးလိုက်ရတဲ့အပေါ်သင်ကန်းစာယူပြီးတော့ဒါအားနှက်ချက်အားသာချက်တွေဒါတွေကိုပြန်လည်သုံးသပ်ပြီးဆောင်ရွက်သွားမယ်ဆိုပြီးတော့လည်းပြောဆိုခဲ့တာရှိတယ်ဒါပြောရေးဆိုခွင့်ရှိတဲ့သူဒါလွေဦးကပြောထားတာရှိတယ်ဘောနော်အဲ့တော့ပြီးခဲ့တဲ့၃လအတွင်းမှာဘောနော် သိမ်းယူထားတဲ့မြို့နှမြို့ပြန်ပါသွားတဲ့အပေါ်သင်ကန်းစာတွေအများကြီးရတယ်စစ်တပ်ရဲ့တံပြန်ထိုးစစ်ဆင်လာတဲ့အပေါ်ဟန်ပြတိုက်တာမျိုးမဟုတ်ကြောင်းနဲ့ဒါအကောင်းဆုံးခုခံကာကွယ်ခဲ့ပြီးတော့စစ်ကော်မရှင်နဲ့နိုင်ငံရေးသဘောတူညီမှုလည်းဒါမရှိဘူးဆိုတဲ့အကြောင်းကိုဒါပြောသွားတယ်ပေါ့နော်အဲ့တော့ဒီမြို့နှမြို့ဒါရပီသားမြို့နှစ်ခုပြန်ပြီးတော့ပါသွားတယ်အဲ့တော့ဒီမြို့နှမြို့ပေါ့နော်ရပီသားမြို့နှမြို့ပြန်ပြီးတော့ပါသွားတယ်ဒါဟာလေဟုတ်တယ်စစ်ကောင်စီဘက်ကထိုးစစ်ဆင်တာအလုံးရင်းပုံစံမျိုးတွေနဲ့လှုပ်လာရရှိတယ်။လက်နက်ခဲရအကုန်တုံးနိုင်တဲ့အနေထားလှုပ်သွားတယ်ပေါ့နော်။အဲ့တော့ဘလိုပဲဖြစ်ဖြစ်ပြန်ပြီးတော့ပေးလိုက်ရတယ်။ပေးလိုက်ရတဲ့အပေါ်မှာ ီလိုမျိုးပုံစံမျိုးပေါ့နော်ဒါဆမ်မိုင်းမီဝင်းဘက်နဲ့ကျွန်တော်တို့ဒါပြောခဲ့သလိုပေါ့နော်ဒါပြီးသွားပြီဆိုတဲ့အခါမှာဘာကြောင့်ပြီးလိုက်ရတာလဲဆိုတော့ဒါကျွန်တော်တို့ဒါသင်ခန်းစာတွေအားနည်းချက်တွေအားသာချက်တွေဒါတွေကိုပြန်ပြီးစီစစ်ဖို့လိုတယ်အဲ့တော့အခုလိုမျိုးဒါတကယ်ပြန်ပြီးတော့စီစစ်ပြီးတော့ရှေ့ဆက်ဒါလှုပ်ဆောင်သွားမယ်ဆိုရင်ပြန်ပြီးတော့အောင်မြင်မှုရနိုင်ခြင်းရှိတယ်ဆိုလိုတာက စစ်ကောင်စီဘက်ကလည်းဒါမျိုးပုံစံမျိုးလုပ်တယ်စစ်ကောင်စီကဒီနေရာတစ်ခုကိုလက်လွတ်ဆုံးရှုံးရပြီဆိုတဲ့အခါမှာဘာကြောင့်မလို့ဆုံးရှုံးတာလဲဆိုတဲ့ပုံစံမျိုးနဲ့တင်ကန်းစာဖော်ထုတ်တာတွေလုပ်တယ်ပြီးရင်ချားတက်တွေကိုလည်းဒီဒီဖြစ်သွားတဲ့ဖြစ်စဉ်ရဲ့ဒါတင်ကန်းစာကိုပြန်ပြီးတော့ဝေမျှပေးတာမျိုးတွေလုပ်တယ်အဲဒါကြတော့အဲ့လိုမျိုးဒါကြောင်မဲပဲဖြစ်ဖြစ်နောင်ချိုပဲဖြစ်ဒီလိုပြန်ပါသွားပြီဆိုတဲ့အချိန်မှာဒီလိုတင်ကန်းစာတွေဖော်ထုတ်ကြမယ်ဘာကြောင့်မလို့လဲငါတို့ ဘလို့ပုံစံမျိုးတွေကြောက်မလို့အခုဒီလိုမျိုးထိကြုံလိုက်ရတာလေအဲ့ပုံမှာရလာတဲ့သင်ခန်းစာတွေကိုကိုတက်ဖွဲ့တယ်မဟုတ်ဘဲနဲ့တခြားတက်ဖွဲ့တွေစီကိုပါပြန်ပြီးတော့လက်စင်ကံပြောပြတာမျိုးအာကြောက်မဲတုန်းကတော့စစ်ကောင်စီကဒီလိုလုပ်သွားတယ်နောက်ချိုတုန်းကတော့ဒီလိုလုပ်သွားတယ်အဲ့ချိန်မှာဒါဂျုံဘက်ကဒီရီဒီရီအားနေခဲ့ ဒါတွေဒါတွေအားသာခဲ့တယ်ဆိုပေမဲ့ဒီလိုလှုပ်လာတဲ့ပုံမှာဘယ်လိုမျိုးပြန်ပြီးတော့ပြုပြင်ပြီးတော့တုံ့ပြန်ကြမလဲဆိုတဲ့အကြောင်းတွေကိုတခြားတပ်ဖွဲ့တွေစုကိုလည်းလက်ဆင့်ကမ်းပြောပြပေးရမျိုးတွေဒါလှုပ်တင်တယ်လို့ဒါယူဆတယ်ပေါ့နော်။ဘာလို့လဲဆိုတော့စစ်ကောင်စီကလည်းပြောထားတာရှိတယ်။နောင်ချိုကိုရပြီးသွားတဲ့အချိန်မှာနောင်ချိုကိုတိုက်တဲ့ပုံစံအတိုင်းအခြားနေရာတွေအခြားမြို့တွေကိုလည်းအဲ့တိုက်နည်းစနစ်အတိုင်းတိုက်ပြီးတော့ပြန်ယူမယ်ဆိုပြီးတော့ကြုံရသွားတာရှိတယ်။အဲ့တော့အဲ့ပုံစံအတိုင်းလှုပ်နေတာဖြစ်တဲ့အတွက်နေရာအနှံ့မှာစစ်ကောင်စီရဲ့ထိုးစစ်တွေကရှိလာနေတယ်။အဲ့လိုရှိလာနေတဲ့ထိုးစစ်တွေကိုပြန်ပြီးတော့တုံ့ပြန်နိုင်ဖို့ခုနလိုသင်ခန်းစာတွေပေါ်ထုတ်တိုင်ဖို့ကအရင်အရေးကြီးတယ်ပေါ့နော်။အဲ့တော့အဲ့လိုပုံစံမျိုးလှုပ်ကြဖို့အရေးကြီးပါ ါတယ်နောက်တစ်ခုကတော့ဒါ TNL ကပြောသွားတဲ့အထက်မှာဒါစစ်ကောင်စီရဲ့တံပြန်ထိုးစစ်တွေပေါ့နော်အဲ့လိုထိုးစစ်ဆင်လာတဲ့ပုံမှာဟန်ပြတိုက်ခိုက်တာမျိုးမဟုတ်ဘဲနဲ့အကောင်းဆုံးခုခံကာကွယ်ခဲ့တဲ့ဒါလက်ခံပါတယ်ဘာဖြစ်လို့လဲဆိုတော့တပ်ဖွဲ့တွေမြေပြင်မှာအများကြီးပဲထိခိုက်တွေရှိကြတယ်ဒါအပြန်လဲပြစ်ကြခတ်ကြတာဖြစ်တဲ့တော့ပေါ့နော်အာတကယ်သာဟန်ပြဆိုရင်ဒီလိုပုံစံမျိုးမဟုတ်ဘူးဆိုတဲ့ဟာကိုလည်းအားလုံးကနားလည်ကြလိမ့်မယ်ပေါ့နော်ဒါပေမဲ့အဲ့လိုမျိုးဒါလုတ်ခဲတာတောင်မှပဲကျွန်တော်တို့ပြန်ဆုတ်ပေးလိုက်ရတယ်ဆိုတဲ့အပေါ်မှာပြည်သူက ဒါစိတ်ပြတ်အားရတာမျိုးရှိတာပေါ့ဗျာအဲ့လိုရှိတဲ့အတွက်ဒါတပ်ဖွဲ့တွေအပေါ်မှာညွန်ညင်တာမျိုးတွေလည်းရှိကောင်းရှိမယ်ဒါပေမဲ့အဲ့လိုမဟုတ်ဘဲနဲ့ဒါဒီချိန်မှာအကုန်လုံးလက်တွဲညီညီနဲ့လှုပ်ဆောင်ကြမယ်ဆိုရင်ဒီဟာကနေပြီးတော့ပြန်ပြီးဒါပြန်ပြီးအောင်မြင်နိုင်တဲ့အဆင့်မျိုးတွေထိသွားလာနိုင်မယ်လို့လည်းယုံကြည်တယ်ပေါ့နော်အဲအဓိကတော့ဒီဟာတွေကိုသင်ကန်းစာဖော်ထုတ်နိုင်ဖို့ကအရင်မဲ့အရေးကြီးပါတယ်အဲ့တော့စစ်ကောင်စီနဲ့သဘောတူညီထားတာမရှိဘူးဆိုတဲ့ဟာမျိုးတွေလည်းပြောသွားတယ်ပေါ့နော်အဲ့တော့စစ်ကောင်စီကအခုဆိုရင်ဒါသူကဒီတပ်ဖွဲ့တွေရဲ့ဒါတင်ထားတဲ့နေရာတွေကိုလိုချင်တဲ့အခါတရုတ်စီကိုသွားပြီးတော့အခုကတ်တာ တရုတ်စီကိုတွားပြီးတော့သံတောင်းတောင်းတာပေါ့နော်အဲ့တော့တရုတ်ကဒီတပ်ဖွဲ့တွေပေါ်မှာညှိမျိုးစုံနဲ့ဖိအားပေးတယ်လေသူတို့ရဲ့ပန်ဆိုင်မှုတွေတင်းပြတာမျိုးတွေရှိတယ်သူတို့ရဲ့အကြီးကဲတွေကိုဒါအခြေချုပ်ပုံစံမျိုးဖမ်းဆီးပြတာမျိုးတွေရှိတယ်ဘဏ်အကောင့်တွေပိတ်ပြတာမျိုးတွေရှိမယ်ဒါမျိုးပုံစံမျိုးတွေလုပ်ခဲ့လို့ဒါ UDSA တောင်မှာ ော်တော်လေးထိခိုက်နစ်နာတယ်ဆိုပြီးတော့ပြောကြလာတဲ့ဟာရှိတယ်အဲ့တော့ဘလိုပဲဖြစ်ဖြစ်အဲ့လိုဖိအားတွေကဆက်လွတ်ကင်းအောင်ငါတို့ဘလိုလုပ်ကြမလဲဆိုရဲနီလန်မျိုးတွေလည်းရှာဖွေကြဖို့တင့်ပြီလို့ဒီနေ့ကနေပြောချင်တာပေါ့နော်အဓိကတော့ဒီလိုမျိုးတွေလှုပ်ဆောင်နိုင်ဖို့အတွက်ကဥဆောင်သူတွေကပို့ပြီးတော့တည်ပါလိမ့်မယ်မြေပြင်မှာတိုက်ပွဲဝင်နေကြတာဖြစ်တဲ့အတွက်ပို့ပြီးတော့နားလည်ပါလိမ့်မယ်အဲ့တော့အဲ့ဒီကနေပြီးတော့ဒါသူတို့ပြောတဲ့အတိုင်းပဲအကောင်းဆုံးသင်ကန်းစာယူပြီးတော့ပြန်ပြီးတော့ရှစ်ဆက်လှုပ်ဆောင်ပြီးတော့အောင်မြင်မှုတွေရရှိဖို့အတွက်ကျွန်တော်လည်းဒါမျှော်လင့်ပါတယ်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော်ခုနပြောတဲ့ဒါမကွေးတိုင်းကတိုက်ပွဲတစ်ခုကြောင်းပြောပြအဲ့ဒါကဒါ မကွေးတိုင်းတရက်မင်းလာလမ်းပိုင်းမှာပေါ့နော်စစ်ကြောင်းထိုးပြီးပြန်လာတဲ့ရွာတွေကိုစစ်ကြောင်းထိုးတာပေါ့အဲစစ်ကြောင်းထိုးပြီးပြန်လာတဲ့စစ်ကောင်စီစစ်ကြောင်းကိုစောင့်ကြိုပြီးတော့တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်6ရောက်သေးတယ်73ရောက်ဒါတန်ရရတယ်ပေါ့နော်ဒါမနေတော့မနေတဲ့အင်အားပဲဒီလိုမျိုးတိုက်ခိုက်နိုင်ဖို့အတွက်ကဒါတော်လိုင်းတပ်ဖွဲ့အနေနဲ့ကြည့်မယ်ဆိုရင်ဒီလိုတိုက်ခိုက်နိုင်ဖို့ဒါလွယ်ကူခဲ့တာတော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့အဲ့လိုလုံနိုင်ခဲ့တဲ့အဲ့ဒီဖြစ်စဉ်တစ်ခုလုံးမှာအကြောင်းအရာတွေအများကြီးရှိတယ်တကယ်အားရစရာကောင်းတဲ့ဟာတွေကျွန်တော်ပြောပြမှာပေါ့နော်အဲ့တော့တပ်ဖွဲ့တွေကခြုံကိုတိုက်ခိုက်တာအခြုံကိုတိုက်ခိုက်တယ်ဆိုတာအလစ်ငိုက်တိုက်ခိုက်တာပေါ့ ဒီရန်သူရဲ့တရင်ကိုရယူပြီးတော့ရန်သူလာနိုင်တဲ့လမ်းကြောင်းမှာစောင့်ကြိုပြီးတော့အောင်မြင်မှုရအောင်ဆွမ်းဆောင်ကြတာဖြစ်တယ်။အဲ့တော့အဲဥစ္စာကတော်တော်လေးခက်ခဲတယ်။တရင်ရဖို့အတွက်သူတို့ဘယ်လိုလုပ်ခဲ့လဲဆိုတာမသိမြင်မဲ့ပေါ့နော်။အဲ့တရင်ပေးမဲ့နေရာတော့မဟုတ်ဘူး။တရင်ပေးမဲ့သူတော့မရှိဘူးဆိုတဲ့အကြောင်းနေလည်းသိရပါပေါ့နော်။အဲ့ဒါကြီးလည်းပြောသွားမယ်။အဲ့တော့ဒီတိုက်ပွဲကအော်တိုဘာလ2ရက်နေ့ညနေ4နာရီမှာဓာတ်ပင်ရင်းနှံမောအနီးတရက်မင်းလာလမ်းပိုက်နေရာမှာဖြစ်ခဲ့တာ။အဲ့နေရာမှာတော်တော်လေးတပ်ဖွဲ့တွေကပြင်းခဲ့တာပေါ့နော်။အထက်မင်းလာမြို့နယ်ဒါ linkin yes scan ဘက်ကနေပြီးတော့ဒါကြေးရွာတွေကိုဒါညညသူကညတော့အိပ်ပြီးတော့စစ်ကြောင်းထိုးလာ။၃ည8လေးရက်စစ်ကြောင်းထိုးခဲ့တဲ့စစ်တပ် အဲ့ဒီစစ်ကြောင်းပြန်လာတဲ့အချိန်မှာတပ်ဖွဲ့တွေကအခုလိုမျိုးခြုံခိုပြီးတော့တိုက်ခိုက်နိုင်ခဲ့တာဖြစ်တယ်ပေါ့နော်အဲ့မှာကျွန်တော်တို့ဒါဆက်သွယ်မေးမြန်းတဲ့အခါမှာဗမာပြည်ကာကွယ်ရေးတပ်တပ်ဖွဲ့ဝင်ကုသချူပြောပြချက်အရဆိုရင်အဲ့ဒီနေရာတွေကစစ်ကောင်စီအပြည့်အဝထိန်းချုပ်ထားတဲ့နေရာတွေဖြစ်တယ်တဲ့ဒီတပ်ဖွဲ့တွေကိုတရင်ပေးမဲ့လူလည်းမရှိဘူးထမင်းကျွေးမဲ့လူလည်းမရှိဘူးတဲ့ အဲ့နေရာတွေကပေါ့နော်ခုတိုက်ပွဲဖြစ်တဲ့နေရာတွေကပြီးရင်စစ်ကောင်စီအုပ်ချုပ်ရေးမှူးတယောက်ထင်းနဲ့လဲပတ်နေတဲ့နေရာတွေလည်းဖြစ်တယ်အဲ့ဒီနေရာမှာတိုက်ပွဲတစ်ခါမှမဖြစ်ဘူးတဲ့ဆိုကြတော့အဲ့နေရာမှာတိုက်ပွဲဖော်ဆောင်မှုအတွက်သူတို့တွေဘလို့ရင်းနှီးခဲ့ကြသလဲဘလို့ကြိုးစားခဲ့ကြသလဲဆိုတာကိုအတိအမှတ်ပြုအောင်မှာဖြစ်တယ်။ဘာဖြစ်လို့လဲဆိုတော့ဒီနေရာတွေကစစ်ကောင်စီစိုးမိုးထားတဲ့နေရာတွေဖြစ်သလိုစစ်ကောင်စီခန့်ထားတဲ့အုပ်ချုပ်ရေးမှုတွေကအစဒါလေပတ်နေတဲ့နေရာတွေတပ်ဖွဲ့တွေအတွက်ဆိုရင်ထမင်းကျွေးမဲ့လူလည်းမရှိဘူး၊တရင်ပေးမဲ့လူလည်းမရှိဘူး။အဲ့တော့အဲ့လိုအနေထား၊ကုကြီးမဲ့လူမရှိတဲ့အနေထားကနေပြီးတော့ဒီလိုမျိုးတရင်တွေကိုရယူနိုင်ခဲ့တာကတော်ရင်တပ်ဖွဲ့တွေကိုတကယ်ချီးကျူးလေးစား။ အဲ့လိုရယူနိုင်တဲ့အပြင်ကမှသူတို့စိုးမိုးပါလေဆိုတဲ့နေရာထဲမှာသွားပြီးတော့တခါမှတိုက်ပွဲမဖြစ်ဘူးတဲ့နေရာမှာတိုက်ပွဲရအောင်ဖော်ဆောင်ခဲ့တယ်။အောင်မြင်မှုရအောင်လှုပ်ဆောင်ခဲ့တယ်ဆိုတဲ့ဟာကဒါတကယ်ချီးကျူးလေးစားရမှာဖြစ်တယ်။အဲ့ဒီတိုက်ပွဲမှာဒါစစ်ကောင်စီကအထိကိတ်သေးဆုံးများသွားတဲ့အကြောင်းရင်းရှိတယ်။အဲ့ဒါကဘာလဲဆိုတော့ဒါခုနကကိုသားချူပြစ်လိုက်တဲ့ဖူလီမမဘုံဒီကပေါ့နော်၄၀မမဘုံဒီကကားထဲကိုတက်တက်ဝင်သွားတာ။ တက်အိဝင်ချသွားအချိန်မှာအခုလိုမျိုးအဲအသေးဆုံးနေအထီးကိုက်တွေများသွားတာဖြစ်တယ်ဆိုပြီးတော့သိရတယ်သူပြောတာဆိုရင်ဒါကျွန်တော်ပြစ်လိုက်တဲ့40ဝမ်းမှာပုံသီးရပါတော့ဒီကားထဲကိုတက်တက်ဝင်သွားလို့အဲ့လိုမျိုးအထီးကိုက်တွေအသေးဆုံးနေများသွားတာဆိုပြီးတော့ပြောရနောက်ထပ်အားရစရာရှိသေးတယ်တိုက်ပွဲရဲ့ကြာချိန်ကိုပြောပြတိုက်ပွဲရဲ့ကြာချိန်3မိနစ်စစ်ကောင်စီဘက်ကပေါ့နော်အဲ့3မိနစ်အတော်အတွင်းမှာဒီတိုက်ပွဲတပွဲကိုတော်လိုင်းတပ်ဖွဲ့တွေကဖန်တီးတဲ့အချိန်စစ်ကောင်စီဘက်ကတနက်တစ်ချက်တော့မှပြန်ပြီးမပြစ်နိုင်ဘူးတဲ့။လုံးဝမပြစ်နိုင်မဲနဲ့ကစင်ကလျားနဲ့ထွက်ပြေးတာ။အဲ့လိုပဲဖြစ်တာ တို့လည်းတွေးထားမှာဒီနေရာကငါတို့ဆုံးမထားတဲ့နေရာအဲငါတို့ကိုအန်ရပေးမယ်ကောင်မရှိဘူးအဲ့လိုမျိုးဝုံချင်းဝုံချင်းနဲ့လည်းခြားလဲခြားလဲဆိုတော့ကြောက်အောင်ဟာဘလို့ဖြစ်တာလဲဘလို့ဖြစ်တာကြောက်လဲကြောက်တော့အောင်တည်ရမှာအဲ့ဒါနဲ့ဒါလုံးဝတနက်တောင်မှပြန်ပြီးတော့တစ်ချက်မဖောက်နိုင်ပဲနဲ့ပေါ့နော်ဂစင်ကလျားနဲ့ထွက်ပြေးခဲ့ရတယ်ဆိုတဲ့ဟာကိုသိခဲ့ရတယ်ဒါလည်းအားရကြကောင်းတယ်ပြီးတော့ ော်လိုင်းတက်ဖွဲ့တွေရဲ့တမိုင်းမှာပေါ့နော်အခုနယူးဒေါ်လိုင်းတမိုင်းမှာဒေါ်လိုင်းတက်ဖွဲ့တွေရဲ့ဆွမ်းဆောင်နိုင်မှု3မိနစ်ဆွမ်းဆောင်နိုင်မှုတွေကအများကြီးဖြစ်လာနေတယ်တကယ်ပြောတာဒါ live ပြောပြန်ရှာကြည့်3မိနစ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 ်ဆိုတဲ့ဒါတမိုင်းတွေကအများကြီးဖြစ်လာနေတယ်အောင်မြင်မှုတွေရခဲ့တဲ့3မိနစ်တမိုင်းတွေအများကြီးရှိလာနေတာတွေ့ရတယ်ပေါ့နော်အဲ့တော့သူကတိုက်ပွဲရဲ့ခံစားချက်တိုက်ပွဲတွင်းကခံစားချက်ကိုပြောပြရတဲ့ခါကျတော့လည်း mic ခံစားချက်ကတော့ပေါ့နော်ဒါစစ်ကောင်စီကိုမှတ်ပလားကွာဆိုပြီးတော့အဲ့လိုပြုံပြုံကြီးပေါ့လေအဲ့လိုပြောတာတကယ်ကိုမိမ့်မိန်ကြီးနဲ့ပေါ့ဗျာပြုံပြုံကြီးနဲ့ကဲမှတ်ပလားကွာဆိုတဲ့ပုံစံမျိုးနဲ့အဲဒီလိုတွေ့ထုတ်နိုင်ရတယ်ဆိုတဲ့ဟာကိုကိုယ်ယူဝဲသားဆောင်နဲ့ပြောသွားတယ်ပေါ့နော်အဓိက ဘာလို့မျိုးတွေရအောင်မဒီဘွန်တွေ့ကြအကြောင်းအရာတွေကိုလက်ရှိချိန်မှာစီးစီရနဲ့ပတ်သက်ပြီးဘူးကြီးမြက်ကနေပြီးဝေဖန်သုံးသက်ပြပြသွားဖြစ်ပါတယ်ဘာလို့မျိုးတွေရအောင်မဒီဘွန်တော့နေပဲသုံးသက်လိုက်ပါတယ်နောက်ထပ်ပြီးဒီမှာတော့နောက်ဆက်မျိုးတွေတွေ့ကြကျွန်တော်ရဲ့ကိုကျွန်တော်တို့ channel လေးကိုလိုက်ရအောင်ဆုံးမလို့ like subscribe ပြီးခွန်တက်ချင်းမြတ်လာသမျှပြီးတွင်တဲ့ရင်အားလုံးရှိနာဆင်းရဖြစ်ပါတယ်ကျွန်တော်ရဲ့ video အောက်မှာတော့ HYP high to ပုံနေရတွေ့မယ်နိုင်ငံဘာလို့မျိုးတွေအားလုံးလေးနှိတ်ခဲပြီးတောင်းဆိုလိုက်ပြီးတော့နောက်ထပ်ပြီးဒီမှာပြန်လည်ဆုံးတွေ့ကြပါမယ်ဘောပါဘေးနဲ့မေးပြီးတယ်မှာအများဆုံးကြိုးမှုကြပါသေးလို့ထမှန်တောင်းဆိုပြီးနေပဲဆုံးနေကြည့်ပေးတဲ့လူချင်းတိုင်းကိုထူးပဲကျေးဇူးတင်ရှိပါတယ်ဗျာ